လင်းရင်ပြတ်ကြခဲ့ပေမယ့်ခီးတဲ့အာလုံးတက်ရှင်ခဲ့တဲ့ဖြစ်ရန်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် Miss Knowledge ကနေပရိသတ်တင်အားလုံးကိုကျေးဇူးလိုက်ပါတယ်ဒီတစ်ခါပြောပြပေးသောမယ့်ဖြစ်ရန်လေးကတော့လင်းရင်ပြတ်ကြခဲ့ပေမယ့်ခီးတဲ့အာလုံးတက်ရှင်ခဲ့တဲ့ဖြစ်ရန်လေးပါလင်းရင်ပြတ်ကြတဲ့အခါမှာတက်ရှင်ကြံ့ရစ်တဲ့သူဆိုတော့အင်မတန်ရှားပါတယ်။လင်းရင်တစ်စီးလုံးမှာကံကောင်းတဲ့သူနေနေပဲတက်ရှင်ထားလိရှိပါတယ်။ ဒါပေမဲ့1990ခုနှစ်တုန်းကတော့ပြည်ရင်တစည်းလုံးမှာဘယ်သူမှမထေခဲ့ပါဘူး1990ခုနှစ်ကပြည်တိန်လေးရမှတ်9390ဟာမြေပြင်ကနေအမြင့်ပိ1900မှာပြန်တန်းနေတဲ့အချိန်မှာ ရုတ်တရက်လေကာမန်ကွဲသွားခဲ့ပါတယ်မှန်ကွဲတဲ့နေရာကလေတွေဝင်ရောက်မှုကြောင့်လေပြင်းအားကိုမထိန်ချုပ်နိုင်တော့ဘဲလေရင်ကလေထဲမှာလူးလွင်ရင်ထုံနေပါတယ်လေရင်မှုကပ္တိန်ဖြစ်သူကပ္တိန်ဂျမလန်ကက်စတာကမှန်ကွဲတဲ့နေရာကနေအပြင်ရောက်သွားခဲ့ပြီးမြေ သူကလက်မလို့ဖိနေရင်ကိုမြဲနေအောင်စုပ်ကန်ထားခဲ့ပါတယ်။ကျွဲဖန်ကူလေရင်မှုကလည်းကြောက်ပြီးပါလို့ရမှမသိခဲ့ဘူး။ခီးတယ်ဒီအားလုံးကလည်းနေရင်ပြတ်ကြတော့မေးလို့ချင်းပြီးထိတ်လန့်နေကြပါတယ်။ဒီချိန်မှာလေရင်မောင်းဝင်တဲ့နာကျော်အောင်ပြန်ကလွတ်နေတဲ့ကပ္ပိန်နေရာမှာဝင်ထိုင်ပြီးလေရင်ကိုထိန်းပြီးမောင်းနေလိုက်ပါတယ်။ ဲ့ဒီအချိန်မှာတွဲပတ်နေမှု Alistair at Capson ကတိစိတ်ဝင်လာပြီးစာတရံလေးစိတ်မှာစဉ်းစားနိုင်လို့ကြိုးစားခဲ့ပါတယ်။လေးစိတ်ကိုဆင်းတဲ့အချိန်မှာပြင်းထန်တဲ့ပူတိုင်းနေပြီးလေရင်ပြင်မှာတွဲလောင်းခုပြီးတော့လိုက်ပါလာတဲ့ကပ်ပင်ကကျွန်တော်ကျိုးရဲ့တန်ရာနဲ့မှန်ကွဲစာနေတော့လက်မတန်ရာရရခဲ့ပါတယ် နေရင်ပေါ်ပါလာတဲ့ကြီးတဲ့ဒီအားလုံးကတော့ဘာတိခိုက်မှုမှမရှိပဲအသက်ရှင်နေရမြေမြောက်ခင်တာပါ84ရဲ့နေမောင်ဝင်တန်းကနေငုံမောင်းနေခဲ့လို့တော့နေငုံပြတ်မကျခဲ့တာပါခရီးတဲ့ဝင်ရဲ့တက်ကိုခဲ့တဲ့မုံတခါမှမမောင်းမှုနဲ့နေငုံမောင်းခဲ့တဲ့နေမောင်နိုင်တော့ကို အင်္ဂလန်စုများနဲ့နေကြောင်းလိုက်ပုံတွေကစုချပုံပြခဲ့ပါတယ်ကျွန်တော်ပြောပြပေးတော်ခဲ့တဲ့ဖြစ်ရလေးကတော့လေရင်ပြတ်ကျခဲ့ပြီးမြခီးတဲ့အလုံးတက်ရှင်ခဲ့တဲ့ဖြစ်ရလေးပဲဖြစ်ပါတယ် ီဒီယိုလေးကိုဆုံးထိတ်လိုက်ပါကြည့်ရှုအားပေးခဲ့တဲ့အတွက်လေးကျေးဇူးတင်ရှိပါတယ်။နောက်ထပ်ဗီဒီယိုကလစ်လေးတွေမှာလည်းပြန်လည်ဆုံတွေ့ဖို့အတွက် like and follow နဲ့အားပေးသွားပါဦးနော်။အားလုံးပဲကျမ်းမာပျော်ရွှင်ကြပါစေရှင်။